မထင်မှတ်ပဲရာသီဥတုကစိုးရလာပြီးပြန်ဖို့အတွက်ကမ်းမမြင်ရတော့တာဖြစ်လို့ဂျေလေကလိတ်ကျွန်းသားမှာတောက်ချနားနေကြတာပဲဖြစ်ပါတယ်။ဒီဘောကတချို့ဆိုရင်မူဗီအန်နေကြပါပြီ။မင်္ဂလာပါခင်ဗျာ။ဒီနေ့ရဲ့မနက်ခင်းလေးမှာတော့အထင်ကရရက်ဆော့ငွေဆောင်မှာနှိုးထလာခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်ကမနက်ဆိုရင်စစောပိုက်စာတက်တာဖြစ်လို့ဦးစွာမနက်သာစားဖို့သွားခဲ့ပါတယ်။အစားအသောက်တွေကစုံလင်လာပြီးအရသာလည်းရှိလို့ကျွန်တော်ကတော့မနက်စာကိုဘိုက်ကောင်စားခဲ့ပါတယ်။1 2 3 မတော်မကုံသေးလို့ရေထဲမစင်းဖို့ကိုဟိုတယ်ကမှာရပါမယ်။ကျွန်တော်တို့ကရာသီဥတုတာလို့ဆိုပြီးစပီဘုတ်နဲ့ကျွန်ပတ်ခရီးကိုသွားဖို့ထွက်ခဲ့ကြပါတယ်။ခီးစဉ်ဆာမှာတော့လှိုင်းနေငယ်ကြီးပါမယ်။နေတာရာဖြစ်လို့အဆင်ပြေခဲ့ကြပါတယ်။ကျွန်တော်တို့စပီဘုတ်ကိုမိနစ်40ခန့်စီးပြီးတဲ့အခါမှာတော့ငှက်ကျုံကိုရောက်ရှိခဲ့ကြပါတယ်။ ကျုံးပေါ်ကဒီဇိုင်းလေးမှာခဏနာပြီးအစာပြေစားခဲ့ကြပါတယ်။ပြီးရဲ့ခါမှာတော့ VG ဘုံနဲ့ဓပုံရိုက်ဖို့အတွက်ငှက်ကျုံးပေါ်ကတောင်ပေါ်လေးကိုတက်ခဲ့ကြပါတယ်။အလီကကအနေငယ်မှတ်တယ်ဆိုပေမဲ့ခဏပဲတက်ရတာဖြစ်ပြီးတော့အပေါ်ရောက်တဲ့ခါမှာတော့အရန်ကိုလာတဲ့ view ကိုတွေ့ခဲ့ကြရပါတယ်။ကျွန်တော်တို့တောင်ပေါ်ကပြန်ဆင်းလာပြီးတဲ့ခါမှာတော့လိုင်းနှင်းငယ်ကြီးနေတာဖြစ်လို့လေပြန်ထွက်ဖို့ကိုအချိန်တစ်ခုထိစောက်ခဲ့ကြရပါတယ်။ ခဏကြာမှာတော့လေပြန်ထွက်ပြီးကျွန်းလျားရှိနားမှာရေကူးဖို့လုပ်ခဲ့ကြပါမိ။ရေကမကြည့်လို့ပြန်ထွက်ခဲ့ကြပါဗျ။ရုတ်တရက်ရာသီဥတုကဆိုးလာပြီးကန်းကုန်မမြင်ရတော့တာဖြစ်လို့လေတွေကိုလက်ကျွန်းနာမှာကြောက်ချပြီးနိုင်ဝက်ခန့်နားနေခဲ့ကြရပါတယ်။လိုင်းမူဗီအန်နေသူတွေကလည်းအန်နေကြပါတယ်။ခဏကြာမှာတော့လေတွေပြန်ထွက်ပြီးကန်းဆက်ကိုပြန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ဟိုတယ်ကိုပြန်ရောက်တဲ့အခါမှာတော့ line movie အနေငယ်ပြန်မှန်ခဲ့တာဖြစ်လို့ဟိုတယ်မှာပဲ coffee တောက်ပြီးတော့ဟိုတယ်ရရေကူးကန်ကြီးမှာပဲရေကူးခဲ့ကြပါတယ်။ပင်လယ်ထဲရေမငုံရလို့အခုဆိုရင်ရေကူးကန်မှာရေကုန်းနေရပဲဖြစ်ပါတယ်။ရေကူးပြီးတဲ့အခါမှာတော့အညောင်းပြအနေခံဖို့ဟိုတယ်က spa ကိုသွားခဲ့ကြပါတယ်။ spa ကတိုက်တဲ့ဂျင်ဂျာထီးလေးကလည်းအရန်ကုန်မှာကောင်းမွန်ပြီးအရသာရှိလာပါတယ်။ ပြီးတဲ့အခါမှာတော့ကန်းကြီးကိုခဏလမ်းဆင်းလျှောက်ပြီးဟိုတယ်ဝင်တဲ့ဗတ်ကြည့်ခဲ့ကြပါတယ်။လော်ဘီကလည်းကျဲဝန်းပြီးနားနေချိန်အတွင်းမှာလည်းအခုလို activity တွေကိုလှုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ဘိုက်စာလာတာဖြစ်လို့ဟိုတယ်ကအကင်ပန်းလေးကိုလည်းမှာစားခဲ့ပါသေးတယ်။ပြီးတဲ့အခါမှာတော့ဟိုတယ်ရဲ့အရှိနာမှာရှိတဲ့ငွေဆောင် square, walkie street ကိုလမ်းလျှောက်ထွက်ခဲ့ပါတယ်။သာတောက်ဆိုင်တွေအမတ်တရားပစ္စည်းဆိုင်တွေကတကယ်ကိုစုံလင်လာပါတယ်။ ကျွန်တော်တို့ဟိုတယ်ကိုပြန်လာတဲ့အခါမှာတော့ lobby မှာ unplug ban ရဲ့ဖြော်ပြမှုကလည်းရှိနေခဲ့ပါတယ်။ပွင့်လင်းရာသီရောက်တဲ့အခါမှာတော့ unplug က beach မှာ beach bar အနေနဲ့ရှိနေမှာဖြစ်တယ်လို့လည်းသိခဲ့ရပါတယ်။အမ်ဘလက်နားထောင်နေရင်ည၈နိုင်ခန့်မှာတော့မိကားနဲ့ဖြောပြမှာဖြစ်တယ်လို့သိရလို့တွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။ ရာသီဥတုအခြေအနေကြောင့်မပြောဖြစ်ခဲ့ရတဲ့ကျွန်တော်တို့ရဲ့ငွေဆောင်ကိစ္စလေးကအထင်ကြီးရဆော့ရဲ့ဖျော်ဖြေမှုတွေဝန်ဆောင်မှုတွေကြောင့်တကယ့်ကိုအမှတ်တရဖြစ်ခဲ့ရပါတယ်။ညကလည်းနှက်လာပြီဖြစ်လို့အထင်ကြီးရရဲ့အခုလိုခံထားတဲ့စီပူခန်းကြီးမှာအိဆက်အနာယူတော့မှာပဲဖြစ်ပါတယ်။ကြီးစုပေးခဲ့သူလူအချင်းစီကိုလည်းဂျေစုအများကြီးတင်ပါတယ်။အထင်ကြီးရဆော့ကိုလည်းဂျေစုအများကြီးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ကိုနေပါ။